အရေးပေါ်အခြေအနေမတိုင်ခင်ပြင်ဆင်ခြင်းနဲ့ဖြစ်နေစဉ်ဖြစ်ပြီးနောက်တည်ငြိမ်စွာတုံ့ပြန်ခြင်းစိတ်ပိုင်းဆိုင်ရာနဲ့ကိုယ်ပိုင်းဆိုင်ရာအရေးပေါ်အခြေအနေတွေဖြစ်လာနိုင်တာကိုကြိုတင်ပြင်ဆင်ထားဖို့အရေးကြီးပါတယ်စိတ်ပိုင်းဆိုင်ရာကနဦးအထောက်ပံ့ပေးခြင်းနည်းလမ်းတွေကိုတင်ယူထားတာအခက်ခဲကာလတွေမှာကိုကိုယ်တိုင်ပါဝင် တခြားသူတွေကိုပါကူညီနိုင်ပါတယ် တခြားသူတွေရဲ့လိုအပ်ချက်တွေကိုနားလည်ပေးတာဂရုတစိုက်နားထောင်ပေးတာ ਨੇ လိုအပ်ရင်တက်ကြွတဲ့ပညာရှင်တွေစီကအကူအညီတောင်းယူဖို့လမ်းညွှန်ပေးနိုင်တာတွေပြင်ဆင်ထားဖို့လိုပါတယ်စိတ်ကြံ့ခိုင်ရင်ဆိုင်နိုင်မှုကတကယ်ကိုအရေးပါတဲ့စိတ်ခွန်အားတစ်ခုပါပဲ။ ိုကိုကိုပြန်လဲဆန်းစစ်တာအသက်ရှူသွင်းရှူထုတ်လုပ်တာအပြင်ဖန်တီးမှုနဲ့စိတ်ခံစားချက်တွေကိုဖော်ပြတာစရဲ့အလေးအကျင့်တွေဟာစိတ်ကိုငြိမ်သက်တည်ငြိမ်စေပါတယ်ဒီလိုလေးကျင့်ကမ်းတွေကိုမိသားစုတငယ်ချင်းတွေနဲ့ကို့အတိုင်းဝိုင်းနေရခလေးရောလူကြီးတွေအတွက်ပါပြန်လဲဝေမျှပြီးအတူတူလှုပ်ဆောင်ကြမယ်ဆိုရင်တော့ အခက်ခဲကာလာတွေအတွက်စိတ်ကြံ့ခိုင်ရင်ဆိုင်နိုင်စွမ်းတိုးမြင့်လာနိုင်ပါတယ်စိတ်ကြံ့ခိုင်ရင်ဆိုင်နိုင်မှုကိုလေ့ကျင့်တဲ့လေ့ကျင့်ခန်းတွေရာစိတ်ကိုအာရုံစိုက်ရှုမှတ်တာဖန်နီးမှုနဲ့စိတ်ခံစားချက်တွေကိုဖော်ပြတာအသက်ရှူသွင်းရှုထုတ်လေ့ကျင့်ခန်းလုပ်တာ အချင်းချင်းပြန်လည်ကူညီပေးနိုင်မှုအတွက်အဖွဲ့လေးတွေဖွဲ့ပြီးလှုပ်ဆောင်မှုကလည်းအရေးကြီးပါတယ်။စိတ်ကြံ့ခိုင်ရင်ဆိုင်နိုင်မှုလေ့ကျင့်ခန်းတွေကိုအတူတူအဖွဲ့လိုက်ကြိုလေ့ကျင့်ထားခြင်းဟာအခက်ခဲကာလအတွင်းလိုအပ်လာတဲ့အခါလူတိုင်းကထိရောက်စွာကူညီပေးမနိုင်မှုပြင်ဆင်မိသားဖြစ်နေစေပါတယ်။ အရေးပေါ်အခြေအနေမှာတည်ငြိမ်အောင်နေဖို့ကအရေးကြီးပါတယ်။အခြေအနေကိုနားလည်စွာနဲ့လုံခြုံတဲ့နေရာကိုရှာပြီးကိုယ်အနီးနားအကူအညီလိုနေသူတွေကိုလမ်းညွှန်ပေးပါ။အသက်ရှူသွင်းရှူထုတ်လုပ်တာနဲ့စိတ်တည်ငြိမ်စေမဲ့လှုပ်ဆောင်ချက်တွေကိုအာယုံပြုခိုင်းတာတွေကစိတ်လှုပ်ရှားတုံလုံးမှုကို ရော့ကျစေပြီးအသည့်ပြန်ဝင်လာဖို့အတွက်အကူအညီဖြစ်စေပါတယ်။အရေးပေါ်အခြေအနေမှာလောက်ရမှာတွေရာ လုံခြုံတဲ့နေရာကိုရှာတခြားလူတွေကိုတည်ငြိမ်စွာကူညီလမ်းညွှန်အသက်ရှူသွင်းရှူထုတ်လုပ်ဖို့ကူညီတိုက်တွန်းလုံခြုံတဲ့နေရာကိုရောက်တဲ့အခါကိုခန္ဓာထိခိုက်ဒဏ်ရာတွေကိုအရင်ဆုံးကုသပေးဖို့လိုပါတယ် ပြီးရင်တော့ကို့အနီးနားလူတွေကိုလုံခြုံတယ်လို့ခံစားရစေမယ့်စကားလေးတွေပြောပြပါသူတို့ခံစားနေရတွေပြောပြလာနိုင်မှုကိုလည်းဖေးမကူညီပေးပြီးလိုအပ်ရင်ပိုတက်ကြွတဲ့ပညာရှင်တွေရဲ့အကူအညီယူနိုင်တာကိုလည်းပြောပြထားပေးပါကူညီထောက်ပံ့မှုပေးနိုင်တာတွေဟာကိုခန္ဓာတရားရှိမရှိအရင်စစ်ဆေးပါ စိတ်လုံခြုံစေမဲ့စကားလေးတွေပြောပေးပါဖွင့်ဟပြောပြလာနိုင်အောင်ကုညီဖေးမပေးပါရေးပေါ်အခြေအနေပြီးဆုံးပြီးနောက်မှာလူတွေကတမျိုးစီတုံ့ပြန်တကြပါတယ်။ကိုယ့်ရဲ့ခံစားချက်တွေကိုသိနာလဲပေးတာ ပြန်လဲထူထောင်လာနိုင်မှုပထမဆုံးခြေလှမ်းဖြစ်လို့ကိုကိုကိုကျင်နာနားလဲပေးဖို့ဟာအရေးကြီးပါတယ်။ကိုယ့်ရဲ့ခံစားချက်တွေကိုအတိမတ်ပြုနားလဲပြီးဆုံးရှုံးမှုတွေကိုလက်ခံပါ။တခြားသူတွေလည်းဒီလိုပဲခံစားနေရနိုင်တယ်ဆိုတာကိုသတိရပါ။ထောက်ပံ့ကူညီနိုင်မဲ့အဖွဲ့တွေဖွဲ့ပြီးစိတ်ခံစားချက်တွေကိုဖွင့်ဟပြောဆိုဝေမျှတာ၊ပကြီဆွဲတာ၊ကြပြရေးတာဒါမှမဟုတ် စိတ်ခံစားချက်တွေပေါ်ပြနိုင်တဲ့လှုပ်ရှားမှုတွေအတူလှုပ်ဆောင်ကြတာတွေဟာစိတ်သက်သာလုံခြုံမှုရဖို့အကူအညီဖြစ်စေပါတယ်။အရေးပေါ်အခြေအနေပြီးဆုံးပြီးနောက်ကိုကိုကိုဂယူဆိုင်မှုတွေလောက်ရမှာတွေဟာကိုယ့်ရဲ့ခံစားချက်တွေကိုအတိမတ်ပြုနားလည်ပေးပါ။ထောက်ပံ့ကူညီနိုင်မဲ့အဖွဲ့တွေမှာပါဝင်ဝင်မြပါ။ဖန်တီးမှုနဲ့စိတ်ခံစားချက်တွေကိုဖော်ပြပါ။ လက်ရှိထပ်ပူတဲ့ကူညီထောက်ပံ့မှုလိုအပ်လာတဲ့အခါစိတ်ပိုင်းဆိုင်ရာတက်ကြွနားလေသူတွေနဲ့ဆက်သွယ်ချိတ်ဆက်ပေးပါအစိုးပိုင်းမှာကြိုတင်ကူညီမှုပေးတာ ရေရှည်မှာစိတ်တန်ရာပိုမဆိုးလာဖို့ကြိုကာကွယ်နိုင်ပြီးပြန်လည်ထူထောင်လာဖို့အတွက်လည်းကူညီမှုအစပြုလာပါပဲဒီလိုချိတ်ဆက်ဆက်သွယ်ပေးလိုက်တာကလိုအပ်နေတဲ့ကူညီမှုတွေဆက်လက်ရရှိနိုင်ဖို့အကူအညီပေးလိုက်တာပါ ပုံမှန်နေ့စဉ်ဘဝပြန်ရောက်လာတဲ့အခါမှာလဲတိကျွမ်းတဲ့ကုညီထောက်ပံ့ပေးသူတွေနဲ့အဆက်အသွယ်မပြတ်ရှိနေပါယုံကြည်ရတဲ့လူတွေနဲ့အဆက်အသွယ်ရှိနေတာပုံမှန်ဘဝမှာပြန်နေထိုင်ရင်ထပ်သူဝင်မြခံစားပေးသူတွေလည်းရှိနေသေးတယ်ဆိုတာကိုသတိရစေပါတယ်အနာဂတ်မှာဖြစ်လာနိုင်တဲ့အခြေအနေတွေအတွက်ကြိုတင်ပြင်ဆင်ထားခြင်းအားလည်းစိတ်တည်ငြိမ်စွာရင်ဆိုင်နိုင်မှုအကူအညီဖြစ်စေပါတယ် ျိုးပြင်ဆင်ထားမှုကျင်နာဖိမှမှုတွေနဲ့စိတ်ကြံ့ခိုင်ရင်ဆိုင်နိုင်မှုတွေဟာခက်ခဲတဲ့အခြေအနေတွေကိုဖျက်ကျော်သွားနိုင်မှုလမ်းညွန်ကူညီပေးနိုင်ပါတယ်။ဒီနီးလန်းတွေနဲ့ပုံမလုံးကျုံထောက်ပံ့ကူညီနိုင်တဲ့အတိုင်းဝိုင်းတွေတိဆောက်လာနိုင်ပြီးခက်ခဲတဲ့အခြေအနေတွေကိုအတူတကွရင်ဆိုင်ဖြတ်သန်းနိုင်ပါလိမ့်မယ်။